ကဲမင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်တင်ခန်းသားမှာကျွန်တော်တို့ file နဲ့ data လေးမလုပ်ခဲ့ပြီးတော့ write ချင်ပြီ Okay ဒီကောက်မှာကျွန်တော်တို့ i file ကိုပြန်ပြီးတော့ write မယ်ဒီ w r လေးကိုကြည့်မယ်နော်ဒီဒီ parameter လေးကိုကျွန်တော်ဒီမှာ power point နဲ့ပြပြီးသားဒါကြည့်ဟုတ်လား w function ကျွန်တော်တို့သုံးနေပြီ w parameter ကိုသုံးနေပြီ write mode နဲ့ဖွင့်တာ mode parameter ပေါ့နော် mode လို့ပဲမှာ file ကိုဘယ် mode နဲ့ဖွင့်ကဲဒီကကျွန်တော်က remote နဲ့ဖွင့်ဟုတ်ဒီနေရာသွားပြီးတော့ remote နဲ့အာသွားထားလိုက်အဲ့ဒါနဲ့ဘာဖြစ်လဲလဲ po1.txt ဆိုတဲ့ဖိုင်ကျွန်တော်တို့ create လည်းမလုပ်တော့ကျွန်တော်တို့ကွန်ပျူတာမှာလည်း i နာမည်နဲ့ file မရှိဘူးမရှိတော့ပြတော့သူ error ပြန်လေ okay ဒီကောင်မှတရားနေပဲဆက်ရေးမနော်ဒါဒီကိစ္စပြီးသွား file dos close ပြီးသွားအဲကောင်ဖွင့်ပြီး run write ပြီးတော့ data တွေထည့်လိုက်တာပြီးသွားပြန်ဖတ်မယ်ပြန်ဖတ်မယ်ဆို file ကိုပြန်ဖွင့်မယ်ကျွန်တော်ရှင်းနေရပဲကျွန်တော်အပြင်မှာပဲနှိုင်းကြည့်လိုက်အပြင်မှာပဲနှိုင်းကြည့်လိုက် file တစ်ခုဖွင့်မယ်ကျွန်တော်ကပုံဝင်ဆိုတဲ့ file ကိုဖွင့်မယ်ဒီကောင်ထားလိုက်အောင်အော်ဒီကောင်ပြန်ပေးလိုက်ပုံဝင်ဆိုတဲ့ file ဖွင့်မယ်ဆိုပထမတစ်ချက်သူရှိတဲ့နေရာသွားရမယ်ပတ်လန်းကြောင်းဟုတ်မလားဒုတိယတစ်ချက်ကျွန်တော်ဘာသွားရမှာလဲဟုတ်လားသူ့အနေချက်တော့ဖွင့်ရမယ် ဟုတ်လား sorry ဒုတိယတစ်ချက်ကိုဖွင့်မဲ့ဖိုင်ရဲ့နာမည်ကိုဖွင့်အောင်ကိုကအေဒမန်တော့ကိုဖွင့်မှာလားပိုအောင်ဖွင့်ကျွန်တော်တို့ပိုအောင်ဖတ်ချင်အောင်အဲဆိုဖိုင်လန်ဖိုင်ပလန်ကြောင့်ရယ် pass pdh pass ရယ်ကျွန်တော်တို့ name ရယ်နှစ်ခုတည်ပြီးရင်တော့ပနောဆုံးလို့ဆိုကြပါနှစ်ချက်တော့ပြီးဖွင့်ရတယ်တလောတလောโอเคအပြင်မှာလည်းလိုပဲကျွန်တော် remote နဲ့ဖွင့်မယ် okay sorry ကုတ်တင်မှာလည်းလိုပဲကြည့်မယ်ကုတ်တင်မှာလည်းလိုပဲကျွန်တော် app file ဖိုင်ကိုပြန်ပြီးတော့ပါလောက်အောင်လေဖွင့်ရမယ်လေ okay open open function နဲ့ပဲ okay ဒီ open function နဲ့ပဲကျွန်တော် copy ပြန်ကူးလို့ရဟုတ်ကဲ့ ဘာလို့ဖွင့်မလဲ powern.stat poen ဒါကျွန်တော်တို့ဒီ file ကျွန်တော်တို့ရဲ့ဒီ source file rewrite.p1 ဆိုတဲ့ source file ရှိနေတဲ့နေရာမှာတော့တွားတာကို relative span နဲ့တွားတာတွားတာဖြစ်တဲ့အတွက်သူတမ်းမြင်တယ် powern.stat ဆိုတာနဲ့သူအဆင်ပြေနေတယ် okay ဒါကြလို့မဲ့ကျွန်တော်တို့ permit file ကကျွန်တော်တို့ source file ကဒီကျွန်တော် file io တော့ file io access ဆိုတဲ့ data type ထဲမှာရှိရဲ့ကျွန်တော်တို့ဖတ်မဲ့ file document တွေမှာရှိရဲ့ဆိုရင်အဲ့ document ကိုကျွန်တော်တို့ရှေ့ရနေမှာလို့ပြောနော် passlet တွေညွှန်ပေးအောင်ဟုတ်ပြီလားအားထားတော့ရှင်းပြပြောခဲ့ပြီဟုတ်ပြီ okay ော်မခံ sorry ကော်မနောက်တစ်ခုအော် sorry ဒါလေးသွားရိုက်မိရ move ကဲဒီနေ့မှာကျွန်တော်ဟုတ်လား move ပါနဲ့ဖွင့်လိုက် remote နဲ့ဖွင့်လိုက်ကဲဒီနေ့မှာကျွန်တော် angle ဒီမထည့် angle ဒီမထည့်ဘာ error တောင်းမလဲကြည့်မယ် fire လေး find of find of reef အော် sorry မရူးဘူးလေမရူးဘူးလေဒီ armout ဒီ armout လေးပြောင်းလိုက်တာဟုတ်လားအာပါရာမီတာလေးပြောင်းလိုက်တာဒီ find မှာသူ find ရပါဟုတ်ပြီနော် ဒီဖိုင်မှာပါတော့ဖိုင်နေရပါဖိုင်တော့ re ကိုမသုံးသေးတော့သုံးရမလို့ကဲအဲ့ဆိုတော့အဲ့ရနေတဲ့ဖိုင်ကိုပေါ်နေပတ်ပြီးထုတ်ကြည့်မယ်ဟုတ်လား f ဟာ for in for in football line เนาะတင်ကြတာ align line လို့ align line ဆိုပြီးတော့ကိုယ့်ကိုဒါကိုတက်တဲ့နာမည်ပဲကျွန်တော် line လို့ပြီးလိုက်တယ်တချောင်းချင်းဖတ်ကြည့်မယ် line in ဘယ်ထဲရလဲ f ဖိုင်ရလေဖိုင်နေရဟုတ်ကဲ့ဖူဂိုလန်ခန် print ထုတ်မယ် PIN ဒီ print ဒါဆိုတော့ရှိနေတဲ့ file နဲ့ဟာကျွန်တော်ဘာလို့လဲတဲ့ဖတ်လိုက်တာဘာလို့ထုတ်မလဲ align any line ထုတ် okay ထုတ်ပြီးတော့ console ထဲမှာပြ ဒါဒီဒီတစ်ချက်အော်ထုတ်ရရှိရထုတ်ဖတ်ရဖက်ရဖတ်ပြီးကျွန်တော်တို့ဗာဆက်လို့ရမှာလို့ finally find of c n o as a close find of close ဆိုတဲ့ function ကိုလုပ်ရမယ်ပိတ်ပြီး okay run ကြည့်မယ်စင်ပြေပြီလားလို့ run ကြည့်ဘယ်လိုပုံစံနဲ့ကမူယူထုတ်တွေအာ error တက်တယ်အော်သူလဲလို့ပဲလောက်ဖတ်တဲ့ချိန်မှာ encoding ကိုမလားရေးနေ encoding နဲ့ရေးပဲဖတ်ရင်လည်းပြန်ပြန်ပြီးတော့ encoding နဲ့ပြန်ဖတ်ပါ Okay ရတယ်အစင်ပြေတယ်အဲ့ဒါကိုပြောနော်ကျွန်တော်အဲ့ဒီ error လေးဒီမှာထားပေး comma ခံကိုတော့ဝင် ဟုတ်လားအဲဖိုင်တော့ open မှာ remote နဲ့ဖွင့်တာကိုလည်းကျွန်တော်တို့ပါခံလိုက်ရော UDF8 ထည့်လိုက် okay ပြန် run ကြည့်မယ် run โอ้อาปะเนี่ยกากลิงกันจีนซวยคอกเวออมเลยโอ้แต่จองตะช่องมาเราတို့ဟာမူရင်းဟာလေလူလေးตาမချဲဘူးဒီမှာตาချဲဘာဖြစ်လို့လဲကျွန်တော်တို့ဒီဘက်စလက်လဲခံထားတယ်ကျွန်တော်တို့ဒီဘာလဲခံထားတော့ ကျွန်တော်တို့ကုတ်မှာလည်း best luck ခံထားတယ်သူရဲ့ default တလိုင်းချင်းဖတ်တယ်ဆိုတဲ့ကြားမှာလည်း best luck ခံထားလို့သူဘာဖြစ်လို့နည်းနည်းလေးကျဲနေတာကကလေးငယ်ချစ်စပွဲဆိုပြီးကျဲနေတာ okay အဲ့ဒီကိစ္စရှင်းကျင်နေဆိုရင် pin တို့မှာ print function မှာ how လို့လေး e sorry ent m ဆိုပြီးတော့ how the လို့ how the လို့လေး m မှာကတော့ဘာခံမှာလဲဘာမှမခံဘူးဆိုတဲ့ရတယ်ဒီလိုလေးကြီးလိုက်တာ ਨੇ သူစင်ပြေတယ် best luck ပဲခံမှာဆိုလဲ best luck ပဲလို့ဟုတ်လား m မှာကျွန်တော်ဘာမှမခံမင်း ਨੇ m မှာခံနေတဲ့အောင်ဖြတ်ပလိုက် okay ပြန် run ကြည့်လိုက် sorry sorry ပြောသွားလဲ run module အိုးပြန်ကတ်ရွလာအဲ့လိုမျက်စိတွေကို screen နဲ့မြင်ရမယ်နော် screen ကဘလို့ရေးလိုက်ရင်ဘလို့ပြန်ကြတယ်ဆိုတော့မျက်စိတွေကို twin နဲ့ link နဲ့ queen နဲ့ကိုမြင်ရ Okay ဒါသည်ငါငါကြိုက်ပါအောင်စားလို့ Okay ကြာပြီအဆင်ပြေတယ်နောက်တစ်ခုဆက်မယ်ဒီ program ကိုထပ်ဆက်လိုက်မယ်နော်ဒါမှခက်တော့ဟုတ်ပြီဒီ program ကိုထပ်ဆက်လိုက် Okay နောက်တစ်ခုဒီ file ကိုကျွန်တော်ဘာမုတ်နေဖွင့်ရှင်းမပြောပြီးသားအာမုတ် remote ပြီးသား right mode ပြီးသားဟုတ်ပြီ a mode နဲ့ fetch a mode ဆိုတာအပန်းတယ်ဆက်ရည်တာ ဖိုင်းနေပါပဲဆက်ကျွန်တော် Microsoft ပဲဗျာအမနေ့ရေးထားတဲ့ကောင်ထည့်ရေးလိုက်အဲနောက်နောက်တစ်ကြောင်းနေဆက်အခုလဲလို့အဲ့ဒီပုံအေး mouse okay copy ကူးလိုက်တော့နော်ဘယ်ရအောင်လဲ okay open the dash ဒီအာပါလာမီတာလေးမှာမယ် a ပြောင်းလိုက် a ရဲ့လုံဆောင်ချက်ဒီ abundance ဟုတ်လား abundance ပြောင်းပါကဲအဲ့ဆို a mouse နဲ့ဖွင့်လိုက်ရင်ဖိုင်းမှာဖိုင် object မှာဘာ method တွေရှိလဲအဲဒီမှာကြာလာတဲ့ method ကမလို့နော်မ right mouse နဲ့ဖွင့်တဲ့ဖိုင် object မှာ right method ပါတယ်လို့ r mouse နဲ့ဖွင့်တဲ့ဖိုင် object မှာ read method ပါ ဟုတ်လားအခုလည်းလိုပဲ a mode နဲ့ဖွင့်တဲ့ဖိုင်အောင်ချက်မှာလဲ right method ဘာလို့လဲ a mode ကပြန်ပြီး abundance ပြန်ရေးတာပါ finally fine dom right ဒီလိုအတိုင်း p right ပြန် right ဘာလို့ right မှာကျွန်တော် abundance စက်ကြီးမှာဖြတ်ပြတောင်ပညာရေးဌာနဟောဒီကစားလေးကဘယ်ရတော့ပညာရေးဌာနကကို control c လို့ပြီးရင်ကျွန်တော်တို့ဒီဘက်ကို control v လို့ဟုတ်ပြီနောက်တဲ့နေမှာကျွန်တော်နောက်မှာ sorry 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 backslash tab လေးထားလိုက်ဘာဖြစ်လို့လဲဆိုရင်အဲတက်လေးတစ်ချောင်းလောက်နှစ်ချက်လောက်နှစ်ချက်လောက်ခေါက်ပါလား ်ဝေးသွားတယ်နော်နှစ်ချက်လောက်ခောက်ခောက်ပြီးတော့ဆင် find dot right လောက်တဲ့ကြံလောက်ပြီးရင်တောင်းရရတယ်လေ f finally find dot လကားသာလားပါဟို find close cn လို့ as close ကိုပိတ်ပေးရတယ်ကိုပြောတာပါဟုတ်ပြီကျွန်တော် okay ဒါဒီကျွန်တော်တို့ aim မုန်းတယ်ကျွန်တော်တို့ find ဟောက်ဖွင့်လိုက်တယ်တော့ပြန်ဖွင့်လိုက် okay မလားဟုတ်တယ်ဒီလောက်ဆိုကျွန်တော်တို့ find ion ရဲ့သင်ခန်းစာလေးကိုအဝါဝါယူလို့ယူစားပါဗျဖွင့်မယ်ဖတ်မယ် read လောက်တဲ့ချက်လောက်မယ်ပြီးရင်တော့ပိတ်မယ်ဖတ်မယ်ဖွင့်မယ်ဖတ်မယ်ပိတ်မယ်ဒါဆိုရင် ဖွင့်မယ်အေမုံနဲ့ဖွင့်ရင်ဘာမုံနဲ့ဖွင့်မလဲဆိုတော့ပြောပြအောင်နော်ပြန်ပြီးတော့ဆက်ရေးတယ်ကြည့်မယ်ဘယ်လိုပြောင်းသွားလဲ RAM module oh oh sorry အော်နော်နော်နကူနကူဖြစ်နေအောင်နော်ဒီကကလည်း print ထွက်သွားတယ်ဒီမှာလည်းကြည့်လိုက်ကဲဒီ abandoned မှာလည်းကြည့်လိုက်ဒါပြန်ဖြတ်မယ်နော်ဒါပုံမှန် entire ကျွန်တော်ဟွာလုံးမှာကဒီ basis တွေကပုံဝန်ကိုနှစ်ချက်တော့ဖွင့်ကြည့်လိုက်အော်တွေ့လားပညာရေးဌာနဆိုတာလည်းကျွန်တော်မလုပ်သွားလဲ set ရေးသွားတယ်โอเคဘာခက်တော့ဘယ်ကဘိုင်တော့မှ file အောင်ဖြစ်ဖို့တော့ပထမဆုံးတစ်ချက်သူ့ရဲ့ ် built-in function ပါလေ open function ကိုနားလည်နေရမယ်အဲဒါဆိုရင် open function ကိုနားလည်လို့ယူစားရတယ်ဟုတ်ကဲ့နော်ကဲနောက်ထပ်လည်းကျွန်တော်တို့ဆက်သွားအောင်မယ် file ကိုအကြောင်းလေးဆက်သွားအောင်နော်ဟုတ်ကဲ့ဒီလင်းကစားဒီမှာခဏရန်နေ okay thank you ပြန်